private bag နဲ့ရှင်းမဲ့ပုံစံလေးတွေငွေကြေးတို့ပြောပြမယ် private bag ကိုကျွန်တော်တို့ဒီလိုမျိုး private bag တွေဝယ်လို့ရတယ်ပေါ့နော်ဝယ်လို့များတဲ့နေရာတွေလာတွေရောက်နေတဲ့ကျွန်တော်တငွေချင်းတွေဝယ်ဖို့ခက်ခဲရှိတဲ့တငွေချင်းတွေအတွက်ဆိုလို့ရှိရင် private bag ကိုလုပ်လို့ရတယ်အခုအတွက်ကိုကျွန်တော်တို့ဒီစိုးပြားတွေပေါ့နော်ဒီကအောက်ကဒီတစ်သားပြားတစ်ခုမှာစိုးပြားစိုးပြားတစ်ခုကို ADN ဖြစ်ဖြစ်5 ODU တွေပါ ADN တို့ပါအောင်လဲဆိုတော့ကိုကောင်းတယ်ပေါ့နော်5 ODU ကြတော့မာသွားတယ် အဲ ATM လို့ဒီဘုံးဘစ်တို့ဒီ TV call တို့စသဖြင့်ပေါ့နော်အဲ့လို call အပြော့အဲ့လိုမျိုးနဲ့ကတ်လိုက်ပါအဲ့လိုက်လို့ရှိရင်ဒါ private bag လေးတခုရသွားမှာနော် private bag ကကျတော့ကိုယ့်ရဲ့ laptop လေးကိုတက်စီတယ်ပေါ့နော်ဒါကြောင့်မလို့ private bag လေးတခုရှိကြရင်ဘူအဆင်ပြေတယ်တကယ်ချင်းနေ private bag လေးတခုရအောင်လုပ်ထားပါ drone လာပါတယ်မိတ်ဆွေတွေနော် okay အဲ့ဆိုကျွန်တော်တို့ private လောက်အောင်စမယ်ကျွန်တော်တို့သူကတော့ချင်းနေဒီ laptop တွေကိုငင်အောင်ဆိုရက်တဲ့ဒီ right level right level ပေါ့နော် ဒါမျိုးတွေပဲအဓိကအဓိကတော့ဒါမျိုးပဲရင်ကျွန်တော်တို့ stick ကိုကင်တဲ့နေရာမှာပေါ့နော် stick ကင်တဲ့နေရာမှာဒီလိုလေးသူ stick ရဲ့ weight ကိုပေါ့နော်ကျွန်တော်တို့ကအဓိကတော့ဒီငချောင်းပေါ့နော်အဓိကသူ့ရဲ့ gravity နဲ့ဒါမျိုးနော် တမုတ်ကျင်းနိုင်ပိုကောင်းပါတယ်နော်ဒီလည်းအဆင်ပြေပါတယ်ကျွန်တော်တယောက်တော့မတူဘူးကြဒရမ်မာကြောင့်တချို့ကဒီလိုအပြားလိုက်ဒီလိုတုံးတယ်နော်ဒါ expression များတဲ့ပေါ်တာကြီးကတော့ဒီဒီလိုကြတော့တိတ်မကြိုက်ဘူးနော်အဲဒါကျွန်တော်တယောက်တော့မတူဘူးကြအဲဒီလက်ကြီးတဲ့ပုံစံတော့အဓိကကတော့သူ့ရဲ့ဒီလက်ကြီးဒီလိုမလုံနေဘူးပေါ့နော်လက်ကိုဒီလိုအချောင်းလိုက်မလုံဘူး ျွန်တော်ဒီလိုသွားမယ်ဒီ right left right left right left နောက်လျှောက်ပဲကျင့်သွားပြီးရင်နောက်ကျလို့ရှိရင်ကျွန်တော်တို့ဒီ node တွေနဲ့ပေါ့နော်အခုတပားမှာ၄ပြီးရှိတယ်ဆိုရင်ကျွန်တော်တို့က၄ပြီးကိုပထမ2ပြီးကို60 node ပဲသွားမယ် 1EN နဲ့ 2EN နဲ့ဒီ node တပြီးကိုကျတော့ 3EN 4EN ဒီလိုပေါ့နော်အဲဒါဒါကကြာတော့ကျွန်တော်ကဒီ right လက်ခွဲလိုက်တယ်

ါ2ဘားပေါ့နော်2ဘားကိုတစ်ဖောင်2ဘားတစ်ဖောင်မှတ်ပြီးတော့ကျင်းမယ်အဲစသဖြင့်ဒါလေးကိုကိုကအာယုံလေးထည့်ပြီးတော့ကိုရဲ့ right လက်ဘယ်ညာလေးကိုခွဲပြီးတော့တီးမယ်ပြီးလို့ရှင် left stroke လေးတွေကိုလည်းကျင့်မယ်ဆိုလို့ရှင်တော့တကယ်ကြီးနေအားလုံးဒီ left stroke တွေပိုကောင်းတယ်ပေါ့နော် drama အဓိက left stroke အရင်အရင်နေဖို့အရေးကြီးရယ်ဒါကြောင့်မို့လို့လိုက်ပါပြီးတော့လေ့ကျင့်ကြည့်ပါလို့နော် โอเคเนาะအားလုံး like ကြည့်ကြည့်ပါကျွန်တော် drama ဆိုင်ပါ